အလုံးမင်္ဂလာပါအောင်ဟင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့တင်ချစ်တဲ့ခွေးကိုသေသွားစေနိုင်တဲ့အစားအစာကိုမျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ခွေးချစ်တဲ့မိတ်ဆွေတို့ရေဒီနေ့တော့ခွေးချစ်တတ်တဲ့ပြည့်တတ်ကြီးတွေအတွက်အရေးကြီးဆုံးနဲ့မဖြစ်မနေသိထားသင့်တဲ့ချက်တွေကိုဒီကနေ့ရှင်းပြပေးပါမယ်ခွေးတွေကိုချစ်တာကြောင့်သူတို့ကိုဘာမှမဆိုလုပ်ပေးချင်တာအစားအစာတွေချွေးချင်တာကစားစရာတွေဝယ်ပေးချင်တာနဲ့အလှဆင်ချင်တာတွေကိုနားလဲပါတယ်ဒါပေမဲ့ ခွေးပိုင်ရှင်တယောက်အနေနဲ့မှတ်ထားမှာကဘယ်လူအစားအစာကိုတော့ခွေးတွေကိုလုံးဝမကျွေးတင်ဘူးဆိုတာသိထားဖို့ကကြားမှာရင်းနဲ့ညီညွတ်တဲ့အစားအစာပေးတာတဲ့ပို့ရေးကြည့်ပါတယ်ဒီအစိတ်တော့ဖြစ်စီတဲ့အစားအစာ၉မျိုးအကြောင်းကိုတေချာနားလည်အောင် ရှင်းပြပေးပါမယ်အမှတ်၁ထောပတီအဗိုကာဒိုးစ်ထောပတီဆိုတာလူဒီအတွက်အရသာရှိတဲ့တည်တည်တမျိုးပါအိုမီဂါ3ဖက်တီအက်ဆစ်တွေကြောင့်ကျန်းမာရေးမှာကောင်းမွန်ပေမဲ့ ခွေးတွေအတွက်ကတော့လုံးဝမပေးသင့်တဲ့အရာကြီးမားတဲ့ရှောင်စရာအစားအစာဖြစ်ပါတယ် big no 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 ဖြစ်ပါတယ်အစိတ်ရတော့ထောပါတိမှာပါစင်လို့ခေါ်တဲ့အစိတ်တောက်တစ်မျိုးပါဝင်ပါတယ်ဒီအစိတ်ကလူတွေကိုမထိခိုက်ပေမဲ့ခွေးရဲ့အဆုတ်နဲ့ရင်ဘတ်ကိုပြင်းပြင်းထန်ထန်ထိခိုက်စီနိုင်ပါတယ်အန္တရာယ်ရှိဖို့အတိအပါဝင်အခောက်အရွက်အစိတ်အားလုံးမှာပါစင်ပါဝင်လို့ခွေးနဲ့ဝေဝေးမှာထားရပါမယ်ခွေးကစားမိရင်ရင်ဘတ်နဲ့အဆုတ်ထဲမှာအရည်တွေစုလာပြီး အသက်ရှူရာခက်ခဲစေကအောက်ဆီဂျင်ပြတ်လာပြီးနောက်ဆုံးမှာတေဆုံးနိုင်ပါတယ်နှလုံးနဲ့ဝမ်းပိုက်အထူးသဖြင့် pancreas မှာအရည်တွေဖြစ်ပေါ်လာရင်လည်းနောက်ဆက်တွဲပြဿနာတွေကြောင့်မကြာခဏဆိုလိုအသက်ဆုံးရှုံးစေပါတယ်ဒါအပြင်အဆေ့ကလည်းလေချောင်းနင်းစေတဲ့အန္တရာယ်ရှိပါတယ်နံပါတ်1 chocolate chocolate ရဲ့မှုရနှံကိုလူရီသာမကခွေးတွေကပါဆွဲလန်းတတ်ကြပါတယ်တခြားဓာတ်ကိုလည်းသူတို့ကအမိတနန်းနံဖြစ်စေပါတယ်ဒါဆို ချောကလက်ကိုနည်းနည်းပါးပါးကျွေးလို့ရမလားလို့မေးရင်လုံးဝမရပါဘူးအစိတ်တော့ချောကလက်မှာခွေးရဲ့ခန္ဓာကိုယ်ကဇီဝကံမှာဖြစ်စဉ်ပြောင်းလဲဖို့ခက်ခဲတဲ့ဓာတုပစ္စည်းတွေပါဝင်နေပါတယ်ယောဂလက္ခဏာဝန်းလျှောတယ်ဘိုင်းနာတယ်အော့အာတယ်ဓာတ်တွေဖြစ်စီပြီးဂယုမဆိုင်ရင်ရည်တက်ခမ်းချောက်မှုစီဥတည်သွားနိုင်ပါတယ်ပြင်ထန်မှုစားမိတဲ့ပမာဏပေါ်မူတည်ပေမဲ့ခန္ဓာကိုယ်အလေးချိန်တယူနစ်ကို20မီလီဂရမ်ခန့်နေပါယုံမျှပင် အန္တရာယ်ရှိတယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ် ပြင်းထန်တဲ့ဆိုးကျိုးတွေကတော့အတွင်းပိုင်းသွေးထွက်ခြင်းနှလုံးရောဂါဖောက်ခြင်းတက်ခြင်းနဲ့တေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။သတိထားမယ်ချက်ကိုကိုဘုတ်ပါဝင်မှုပိုများတဲ့မချိုတဲ့အမျိုးအစားတွေနဲ့အယောင်မဲတဲ့ dark chocolate တွေကလည်းခွေးအတွက်ပိုပြီးအဆိပ်တောက်ဖြစ်စေပါတယ်။နံပါတ်၃စပီသီးချောင်းနဲ့စပီသီး raising နဲ့ grave တို့ချုပ်ပြောရရင်တော့စပီသီးချောင်းနဲ့စပီသီးတွေကိုခွေးတွေကိုပတော့မှမကျွေးပါနဲ့။ အနည်းငယ်လေးမြပင်မကျွေးတင်ပါဘူးအစိတ်အတော့ဒီအသေးတွေဟာခွေးတွေအတွက်အလွန်အစိတ်အတော့ဖြစ်ပြီးကြောက်ကပ်ကိုလျင်မြန်စွာပျက်စီးစေနိုင်ပါတယ်အန်ရရှိပုံကလက်တဆုပ်စာမြစားမိယုံနဲ့တော့ခွေးကိုအေးပေါ်ဌာန ER ကိုပို့ရနိုင်ပါတယ်ဇပြည်တိချောက်ဘစ်ကစ်လိုထုတ်ထားတဲ့မုတ်တွေကနေစားသည်ဖြစ်စေအစိမ့်လိုက်စားသည်ဖြစ်စေပုံစံနှမျိုးလုံးကတည်စီနိုင်ပါတယ်သတိပေးလက္ခဏာတကယ်လို့စားမိခဲ့ရင် အော့အန်ခြင်းပင်မနွမ်းနေခြင်းဝန်းလျှောခြင်းစတဲ့လက္ခဏာတွေကိုသတိထားကြည့်ပါ ရေငတ်လွန်ကဲခြင်းနဲ့စီးသွားမှုအလွန်နှေးပါခြင်းတို့ကတော့ကြောက်ကပ်ပျက်စီးခြင်းရဲ့လက္ခဏာတွေဖြစ်ပါတယ်နံပါတ်၄တကြားလုံးတော့တိုက်စီးနဲ့ PK များဒီ PC ၃မျိုးလုံးကိုခေါင်းစဉ်တစ်ခု အောက်မှာထားရတဲ့အကြောင်းရင်းကတော့သူတို့အားလုံးကအရသာချူအောင်ထည့်ထားတဲ့တကြားအရက် sugar alcohol တစ်မျိုးပါဝင်နေလို့ပါဒီအရာက လူတွေအတွက်ဘေးကင်းပေမဲ့ ွေးတွေအတွက်တော့စိတ်တော့ဖြစ်စီပါတယ်အန္တရာယ်ရှိဖို့အဲ့ဒီပါဝင်ပစ္စည်းတွေကိုစားမိရင်ခွေးရဲ့သွေးရင်းတခြားတတ်ကရုပ်တည့်တိတိတသာကျဆင်းသွားပါမယ်ယောဂါလက္ခဏာများမိနစ်30တွင်လက္ခဏာတွေစတင်ပြသပြီးတက်ချင်းအော့အန်ချင်းအားနည်းချင်းဂရိမိမျောခြင်းတို့ပါဝင်ပါတယ်နောက်ဆုံးရလဒီအချိန်တွေအားလုံးဟာနောက်ဆုံးမှာအသေးကိုပျက်စီးစေပြီးသေဆုံးခြင်းကိုဖြစ်စီပါတယ်ဒါကြောင့်လူသုံးတွားတိုက်ဆေးကိုခွေးတွားတိုက်ဖို့လုံးဝမသုံးပါနဲ့နံပါတ် ကဖိင်းတက်ခွေးတွေကိုလည်းဖက်ရည်ဒါမှမဟုတ်ကော်ဖီတက်ရင်ချစ်စရာကောင်းတယ်လို့မထင်လိုက်ပါနဲ့ကဖိင်းတက်အနည်းငယ်မျှပါဝင်တဲ့မြည်သည့်ဖြော်ရည်မဆိုးခွေးတွေကိုမပေးသင့်တဲ့အစားအစာဆင်းကနေဖယ်ထားရပါမယ်အန္တရာယ်ရှိဖို့ကဖိင်းတက်ကခွေးရဲ့အာရုံရောစနစ်ကိုလွန်ကဲစွာလှုပ်ဆော်ပေးပြီးနှလုံးကိုလင်းမြန်စွာခုန်စေပါတယ်ရောဂါလက္ခဏာများတောက်ပြီးနာရီအနည်းငယ်အတွင်းစီမထိန်နိုင်ခြင်းရေငတ်လွန်ကဲခြင်းမငြိမ်မသက်ဖြစ်ခြင်းနဲ့အော့အန်ခြင်းတို့ကို ဖွေးမှာတွေ့ရနိုင်ပါတယ်ပြင်ထန်မှုကဖိတက်လွန်ခဲ့စွာတောက်မိပါကအဆုတ်ပြည့်စီခြင်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့နှလုံးခုန်လုံးဖြစ်ခြင်းကြောင့်တေဆုံးတဲ့ဒီဖြစ်နိုင်ပါတယ်အ ਨੇ ဆုံးကိုလေးချိန်1 kg နဲ့1 mg စားတောက်မိရင်တောက်တေဆုံးမှုတွေရှိခဲ့ကြောင်းမှတ်တမ်းတင်ထားပါတယ်နံပါတ်6အရက်အယ်ကိုဟောကျွန်တော်တို့နေရာမှာခွေးကိုသမင်တွေကမူးယစ်စီခြင်းသူဘယ်သူမှရှိမှာမဟုတ်ပါဘူး ဒါပေမဲ့ကဒွင်းတန်ဆေးရီရေမွေးတုပ်ဆေးနဲ့တန်ရှင်းပစ္စည်းများစတဲ့မထင်မှတ်တဲ့အရာတွေမှာအရက်ပါဝင်နေနိုင်တာကိုသတိပြုရပါမယ်။အန္တရာယ်ရှိဖို့အရက်ပမာဏအငဲငယ်မျှပင် သိစေနိုင်ပါတယ်။လက္ခဏာများအပျော်စားလက္ခဏာတွေကတော့အော့အန်ခြင်း၊ကြွက်သားတွေ၊ညှိနှိုင်းမှုမရှိခြင်း၊အသက်ရှူမကောင်းခြင်းတို့ဖြစ်စေပါတယ်။ပြင်းထန်မှု၊ညာပြားစွာတောက်မိရင်တော့တက်ခြင်း၊အဆုတ်ပြေစီခြင်းနဲ့နောက်ဆုံးသေဆုံးခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရကိုယ်လေးချိန်1ကီလိုဂရမ်လင် အရက်100% 8ml ဟာတောက်ပြီး12နာရီကနေ24နာရီအတွင်းသီဆိုးဖို့လုံလောက်ပါတယ်။ပုံနေတဲ့ပန်းသီးအများကြီးကိုစားပြီးအရက်အစိတ်တင့်မှုနဲ့သီဆုံးခဲ့တဲ့ဖြစ်ရဆိုးတွေလည်းရှိခဲ့ပူပါတယ်။နံပါတ်9သစေးပါတဲ့မုံမြင့်စိအရက်နီးသူသစေးပါဝင်တဲ့မုံမြင့်စိကိုလည်းခွေးတွေနဲ့ဝေဝေးမှထားရပါမယ်။အန္တရာယ်ရှိဖို့ဒီသစေးကခွေးရဲ့အစာအိမ်ထဲမှာအချင်းပေါက်တဲ့အခါအရက်ကိုထုတ်ပေးပါတယ်။ ။ဒါအပြင်မုံညံစိန်းကမုံပိုက်ထဲမှာပွာရောင်းလာပြီးပြင်းထန်စွာဗိုက်ပွာခြင်းကိုဖြစ်စေပါတယ်။ပွာရောင်းလာတဲ့မုံညံစိန်းကတောင်ဝင်းကျင်ကကိုရင်းအင်္ကာတွေကိုဖိအားပေးတာကြောင့်ခွေးကအသက်ရှူရခက်ခဲလာပါလိမ့်မယ်။နံပါတ်၈စာဆော့တင်ကိုယ်တိုင်ချက်ပြုတ်ထားတဲ့အစားဆိုဒါမှမဟုတ်စပွဲမှာအကျွမ်းကြံတွေကိုခွေးကိုမကျွေးပါနဲ့ဒါကသူတို့ကိုထိခိုက်စေပါတယ်အစိတ်အတော့လူတွေစားတဲ့အစားစာတဲမှာပါဝင်တဲ့စားပမာဏဟာ ွေးတွေတက်မကောင်းပါဘူးစားများများစားခြင်းကြောင့်စားအစိတ်တင်ခြင်း short poisoning လို့ခေါ်တဲ့ပြင်းထန်တဲ့အခြေအနေကိုဖြစ်စေပါတယ်ယောဂလက္ခဏာစားအစိတ်တင်ခွေးတွေဟာရေတက်ခမ်းချောင်မှုဖြစ်စေပြီးတက်ခြင်းကိုပူးချိန်များခြင်းတုံ့ယင်ခြင်းနဲ့အော့အာခြင်းတို့လိုလက္ခဏာတွေဖြစ်ပေါ်စေပါတယ်ပြင်းထန်မှုအချိန်မီကုသမှုမခံရင်ပြင်းထန်တဲ့ကိစ္စတွေမှာသေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်စား၄ဂရမ်ညပင်ခွေးတွေအတွက်စိတ်တော့ဖြစ်စေပါတယ်အကြံပေးချက်တင့်ရဲ့ပေါက်ပေါက်နဲ့ preserve တွေဟာ သင်အတွက်သာဖြစ်ပြီးခွေးကိုခွေးစာ dog treat သာကျွေးပါရေချိုကိုတော့24နာရီပတ်လုံးအမြဲတောက်သုံးနိုင်အောင်ထားပေးပါနံပါတ်9ကြက်တုံညီနဲ့ကြက်တုံဖြူ onion and garlic သင်ရဲ့အစားအစာတွေကိုခွေးနဲ့ဘတော်မှာမခွဲဝေစားဖို့အကြံပေးရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့အစားအစာသေးမှကြက်တုံညီနဲ့ကြက်တုံဖြူပါဝင်နေနိုင်လို့ပါကြက်တုံညီခွေးတွေကိုအန်ဒီယဖြစ်စေတဲ့ဓာတ်ပေါင်းတွေပါဝင်ပြီး၎င်းတို့ရဲ့ တွေးနေမှုတွေကိုပျက်စီးစေနိုင်ပါတယ်လုံလောက်တဲ့ပမာဏစားမိတယ်ဆိုရင်တွေးအားနည်းယောဂအနီးမယားဖြစ်စေပြီးခွေးကအချိန်တိုင်းပင်ပန်းနွမ်းနယ်နေပါမယ်ပြင်းထန်တဲ့ကိစ္စတွေမှာခွေးကိုကယ်တင်ဖို့တွေးသွင်းဖို့လိုအပ်ပါတယ်ကြက်တုံဖြူဒါကကြက်တုံနီထက်တောင်ပိုပြီးအန္တရာယ်ရှိပါတယ်ခွေးတွေအတွက်စိတ်တောက်ဖြစ်စေတဲ့ပြင်းထန်တဲ့ဓာတ်ပေါင်းတွေပါဝင်ပါတယ်ကြက်တုံဖြူစားမိရင်တွေးအားနည်းယောဂဖြစ်လာပြီးခွေးရဲ့စီးရောင်ကညင်ညိုရောင်ပြောင်းသွားပါမယ်သူတို့ရဲ့အသက်ကိုကယ်တင်ဖို့တွေးသွင်းရလိုအပ်ပါတယ် ဒီအချက်တွေကိုသတိချပြီးခမားတို့ရဲ့အချစ်ဆုံးခွေးလေးတွေကိုကျမ်းမာရေးနဲ့ဘေးကင်းအောင်ယူဆိုင်ကြပါလို့တိုက်တွန်းပါရစေအထူးမေတ္တာရက်ခံချက်အခုတော့သတိပေးခြင်းပါတယ်ဒီဗီဒီယိုဟာခွေးချစ်သူတွေအတွက်အန္တရာယ်ဖြစ်စေနိုင်တဲ့အစားအစာအကြောင်းသိစေချင်လို့တင်ပြလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာခွေးချစ်သူတွေတဖြည်းဖြည်းများပြားလာသလိုလမ်းမီးခွေးတွေကလည်းအများပြားရှိနေပါတယ်ဒါကိုမကောင်းတဲ့စေတနာဇိုးနဲ့လက်တက်ဆန်းတဲ့အနေနဲ့ခွေးတွေကိုလက်တက်မဆန်းစေချင်ပါဘူးတူညီတဲ့အကျိုးပေးကတစ်ချိန်ချိန်မှာရောက်လာတတ်ပါတယ် ကိုယ့်အပေါ်ကြားရောက်လာမဲ့ကံကြမ္မာဆိုးကိုကိုယ်လက်မခံနိုင်ဘူးဆိုရင်ဘယ်တတဝါကိုမှလက်တဲမဆန်းလိုက်ပါနဲ့ခွေးတွေကိုချစ်ချင်ချစ်ပါမချစ်နိုင်ရင်မမုန်းပါနဲ့ပတ်သက်ချင်မှုဆိုရင်ဝေးဝေးကရှောင်သွားပါလို့ကြိုတင်မြတ်တာရက်ခံခြင်းပါတဲ့ကျေးဇူးတင်ပါတယ်အဆအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်နောက်လွယ်လွယ်ကူကြည့်ရှုနိုင်ဖို့ subscribe ကိုတိတ်ပေးထားပါလို့မြတ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းတိတ်ပေးစီရင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy Great Day